လက်စီအော်ရိုမြန်မာမှကြိုဆိုပါရယ်ဒီနေ့တော့ American ခြေဆိုင်လျက်စစ်ကကုမ္ပဏီတစ်ခုဖြစ်တဲ့လွတ်စစ်မော်ထားအကြောင်းကို ပြောပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးလက်စစ်ကားတည်တန့်ထုတ်တဲ့ Tesla ကားကုမ္ပဏီကိုတော့လူတိုင်းသိကြမှာပါအခုကျွန်တော်ပြောပြမယ့်လွတ်စစ်မော်ထားကုမ္ပဏီကတော့ Tesla ကိုရှင်ပြိုင်မဲ့လျှက်စစ်ကားကုမ္ပဏီဖြစ်ပါတယ်။လွတ်စစ်မော်ထားကုမ္ပဏီကို2000ခုနှစ်ကအတီဘာအမီချင်းစက်တင်တည်ထောင်ခဲ့ပြီး လျှက်စစ်မော်တာနဲ့ဘက်ထရီနည်းပညာအသစ်တွေ စတင်ထုတ်ခဲ့ပါတယ်။2016မှာလွတ်စစ်မော်တာလို့အမည်ပြောင်းပြီးလျှက်စစ်စိန်ခံကားတွေထုတ်လုပ်မယ်လို့ကြေညာပါတယ်။လွတ်စစ်မော်တာရဲ့ CEO ပီတာယောလင်ဆန်က Tesla လျှက်စစ်ကားကုမ္ပဏီမှာ Tesla Model S ရဲ့အင်ဂျင်နီယာချုပ်အဖြစ်လုပ်ကိုင်ခဲ့ပူပါတယ်။လွတ်စစ်မော်တာရဲ့ရုံးချုပ်ကိုအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာအခြေစိုက်ပါတယ်။လွတ်စစ်မော်တာကို Sorry ကဘီလီယံဒေါ်လာတရာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာအခြေစိုက်ပေမဲ့အဓိကယင်းဤမြုံနံသူက sorry ဖြစ်ပါတယ်။လူစစ်မော်ထားအကြောင်းလဲအတော်အသင့်တိသွားပြီဖြစ်လို့သူ့ရဲ့ထုတ်ကုန်တွေဖြစ်တဲ့မျက်စစ်ကားတွေအကြောင်းလေ့လာကြည့်ရအောင်။လူစစ်မော်ထားကလက်ရှိ လူစစ်အဲလ်နဲ့လူစစ်ကရေဖက်ဒီဆိုကြီးကားမော်လဲနှစ်မျိုးထုတ်ထားပါတယ်။ဇင်ခန်စီတင်မျိုးစားဖြစ်တဲ့လူစစ်အဲကိုတော့2020မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ ကားရှိမီဒီဇိုင်းကိုအတန်းလိုက်ပြုတ်လုပ်ထားပုံကတခြားကားတွေနဲ့ပုံစံနဲ့ဇိုင်းခွဲထွက်စေပါတယ်။ကားဘော်ဒီနဲ့အမိုးပိုင်းကိုဆေးရောင်နှစ်မျိုးမှုထားပုံဟာလည်းတန်ဖိုးကြီးစိန်ခံကားတွေမှာသာတွေ့ရတဲ့ဒီဇိုင်းအတွင်အပြင်မျိုးပါ။ကားရှိပိုင်းမှာပစ္စည်းထည့်လို့ရပြီးကားဘက်ထရီနဲ့မော်တာတွေကိုအောက်ပိုင်းကျန်းပြင်မှာစနစ်တကျတပ်ဆင်ထားပါဗျ။ လေခွင်းအားကောင်းတဲ့ပုံစံဒါဇိုင်းနဲ့ဖောက်ထွင်းမြင်ရတဲ့အမိုးကတခြားကားတွေနဲ့လုံးဝကွဲထွက်တဲ့အမြင်ကိုပေးပါတယ်စင်ခံကားတွေမှာတုံးတဲ့အရေးသွေးမြင့်လေတာတွေအတွင်းခန်းပစ္စည်းကွာလက်တီတွေကတံမိုးကြီးစင်ခံကားဆိုတာကိုပေါ်လွင်စေပါတယ်။ကားရှိခန်းမှာ ကားမြန်နှုံကားဘက်ထရီရဲ့အချက်လက်တွေကိုပြပေးမဲ့မျက်နှာပြင်တစ်ခု အောက်ဘက်မှာကာအေကိုနဲ့အင်တာတိန်မန့်တွေကိုထိန်းချုပ်ဖို့ဒေါင်လိုက်မျက်နှာပြင်တစ်ခုပါပါတယ်။ဒေါင်လိုက်မျက်နှာပြင်ကိုအထုပ်အသွင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။တစ်ခါအသွင်းထားရင်မိုင်ငားရဝန်းကျင်ခံမောင်းနေနိုင်ပါတယ်။လူစစ်အေကို view ရတို့ရင်ဂရန်တို့ရင်စဖားရဆိုပြီး model လေးမျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ဈေးနည်းဆုံး model ဖြစ်တဲ့ view ရက American dollar 1000ဝန်းကျင်ခန့်ရှိပါတယ်။ စဖားရမော်ရဲမှာတော့မြင်းကောင်ရေ1200ဝန်းကျင်ခန့်ထွက်ပြီးအရှိန်နှုံးသူညကနေ60မိုင်ကိုတက်တက်တမ6စက္ကန့်အတွင်းတင်နိုင်ပါတယ်စဖားရမော်တွေကဈေးကြီးဆုံးဖြစ်ပြီးအမေရိကန်ဒေါ်လာနှစ်သိန်းခွဲခန့်ကျတင်မှာဖြစ်ပါတယ်အခုခင်ငွေဈေးနဲ့တွက်ရင်7သိန်းပေါင်း1000ကျော်ကျတင်မှာဖြစ်ပါတယ် လွတ်စစ်အဲရဲ့နတ်မော်ရဲတစ်ခုဖြစ်တဲ့ဂရေဖယ်ဒီဟာ SUV တစ်စီးဖြစ်ပါတယ်။သူ့ဒီဇိုင်းက SUV ဆိုတာထက်မီနီဗန်နဲ့ပိုဆင်ပါတယ်။လွတ်စစ်အဲလိုမျိုးရှေ့ကားမီးတန်းကိုတဆက်တဲပုံစံဖန်တီးထားပါတယ်။ကားနောက်မီးကလည်းရှေ့မီးလိုပဲတဆက်တဲမိုးလို့ကားဒီဇိုင်းကလှပစံတစ်ပါတယ်။ခုံသုံးတဲ့ SUV ဖြစ်ပြီးပြိုင်ဘက် SUV တွေနဲ့ရှင်ရင် အရွယ်စားသေးငယ်ပေမဲ့ ပိုပြီးကျယ်ဝန်းသောအတွင်းခန်းပါရှိပါတယ်။ quality ကောင်းမွန်တဲ့လေတာနဲ့အရည်သွေးမြင့်ပစ္စည်းများအသုံးပြုထားပြီးတံပိုးကြီးစိန်ခန်းကတဆင်းရဲရတဲ့ကိုပေးစွမ်းပါတယ်။လူစဲလိုဒရိုက်ဘာရှေ့မျက်နှာပြင်ပြည့်ဒီဇိုင်းမျက်နှာပြင်နဲ့ဖြစ်ပြီးအင်တာတိန်မန့်တွေကိုထိန်းချုပ်ဖို့မျက်နှာပြင်နောက်တစ်ခုပါဝင်ပါတယ်။ကားမိုးကိုမှန်တွေနဲ့ပြုလုပ်ထားပြီး နေအောင်ကနေ UB ဝင်ရောက်မှုကိုကာကွယ်နိုင်တဲ့မန်တွေကိုအသုံးပြုထားပါတယ်မတော်တဆဖြစ်ရက်များအတွက်ကားအတွင်းစီးနင်းလိုက်ပါလာတဲ့လူတွေဘေးအနေရမရှိအောင်လဲတေချာစမ်းသပ်ထုတ်လုပ်ထားပါတယ်လူစိတ်ကြဲဖဲတီကို တိုးရင်နဲ့ဂရန်တိုးရင်ဆိုပြီးမော်ရယ်နှစ်မျိုးနဲ့ဝယ်ယူရရှိနိုင်ပါတယ်။တိုးရင်မော်ရယ်ကအမေရိကန်ဒေါ်လာ၈000ဝန်းကျင်ခန့်ကျတဲ့မှာဖြစ်ပြီးအဲ့ထက်ပိုပြီးဂရိတ်မြင့်နဲ့ဂရန်တိုးရင်ကိုတော့အမေရိကန်ဒေါ်လာ၉000ခွဲဝန်းကျင်ကနေစပြီးဝယ်ယူရရှိနိုင်ပါတယ်။ လက်ရှိငွေဈေးနဲ့တွက်ရင် အခွန်မပါကားတံပိုးသီးတန့်ကိုမြန်မာငွေကျပ်သိန်းပေါင်း၄ထောင်ကျော်ကျတင်မှာဖြစ်ပါတယ်။အချို့အဖြစ်ဆိုရရင်အမေရိကန်ခြေဆိုင်လက်စစ်ကားသီးတန့်ထုတ်တဲ့လူစစ်မော်ထားကအောင်မြင်နေပြီးသားတက်စလာကိုရှင်ပြိုင်နိုင်မလားဆိုတာကိုတော့ကျွန်တော်တို့တွေစောင့်ကြည့်ရမှာပါ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦး